ဝါတွင်ပထမသတင်းပတ်ရဲ့ဗုဒ္ဓဟူးနေ့ရှင်လုကာအေဝံဂေလိကျမ်းအခန်းကြီး7အခန်းငယ်29မှ32လူစုဝေးသည် ပို၍များပြားလာသောအခါကိုရောသည်စတင်၍မိန်တော်မူသည်ကားဤလူမျိုးဆက်သည် ဆိုညစ်သောလူမျိုးဆက်ဖြစ်၍နမိတ်လက္ခဏာကို တောင်း၏သို့သောယောနာ၏နမိတ်လက္ခဏာမှတပါး မည်သည့်နမိတ်လက္ခဏာကိုမြသူတို့အားပေးလိမ့်မည်မဟုတ်အကြောင်းမူကားယောနာသည်နေနီဝေမြို့သားတို့အတွက်နမိတ်လက္ခဏာဖြစ်တဲ့ကဲ့သို့လူသားသည်လည်းဤလူမျိုးဆက်အတွက်နမိတ်လက္ခဏာဖြစ်လိမ့်မည်တရားစီရင်တော်မူသောနေ့၌တောင်ဘက်တိုင်းပြည်ဘရင်မသည် ထား၍ဤလူမျိုးဆက်ကို အပြစ်စီရင်လိမ့်မည်အကြောင်းမူကားသူမသည်ဆော်လမုန်မင်းကြီး၏ဉာဏ်ပညာတော်ကို ြားနာရန်ကဘာအစွန်းမှလာရောက်ခဲ့ဤကြိလော့ဤနေရာတွင်မူကားဆောလမုန်မင်းကြီးထက် ကြီးမြတ်သောသူရှိ၏တရားစီရင်တော်မူသောနေ့၌နေနီဝေးမြို့သားတို့သည် ထား၍ဤလူမျိုးဆက်ကို အပြစ်စီရင်ကြလိမ့်မည်အကြောင်းမူကားသူတို့သည်ယောနာ၏ဟောပြောခြင်းကြောင့်နောင်တရခဲ့ကြ၏ကြည်လောဤနေရာတွင်မူကား ယောနာထက်ကြီးမြတ်တော်သူရှိ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်။နောင်တအတဝင်ကဆွဲယူခြင်းဟာဘာတွင်ကျင့်စဉ်နေတဲ့ကအထက်ကကျင့်စဉ်တစ်ခုဖြစ်ပါတယ်။တနေ့ကတော့ချစ်ချင်းမေတ္တာအကြောင်းအထူးသဖြင့်နှိဆက်တဲ့လိုအပ်တဲ့ပုံကိုယ်တွေကိုချစ်ချင်းမေတ္တာ ပြဖို့အကြောင်းကြားခဲ့ပါတယ်။မနေ့ကတော့ ဆူတောင်းခြင်းအကြောင်းနှုတ်ကပတ်တော်၌ဘယ်လိုဆူတောင်းမလဲအကောင်းဆုံးပုံစံအဖြစ်နှုတ်ကပတ်တော်၌ဆူတောင်းမှုအကြံပြုထားခဲ့တဲ့အကြောင်းတွေကိုကြားခဲ့ပြီးဒီနေ့မှာတော့နောင်တဆွေယူခြင်းအကြောင်းကို ကြားလာရပါတယ်ပထမကျမ်းမှာယောနဣင္ဂလိကျမ်းမှာသခင်စုဒီပုဂ္ဂိုလ်နှစ်ပါးကနောင်တတရားရရှိဖို့အတွက်ခေါ်နေတာဖိတ်ခေါ်နေတာကိုတွေ့ရပါတယ် နောင်တဆွဲခြင်းဟာစိတ်ထဲမှာနာကျင်ရတာမှန်တော်လည်းပဲနောင်တဆွဲခြင်းအဖြစ်လွတ်လပ်ခြင်းကိုရရှိပါတယ်အပြစ်ခွင့်လွှတ်ခြင်းကိုရရှိတယ်ဘဝအတိတ်ကိုရရှိပြီးဖျားနဲ့ပို့မှုပေါင်းဆက်လာနိုင်ပါတယ်ဒါကြောင့်နောင်တဆွဲခြင်းအတ္တတာကိုတသက်လုံးရှင်သွန်းနေထိုင်ခဲ့ကြတဲ့သူတော်စီအသင်္ကိုင်းနေရှိခဲ့တယ်ဆိုတာ ာသနာတော်ရဲ့တမိုင်းမှာ တွေ့ကြရပါတယ်။အကြောင်းနောင်နာဆွဲခြင်းဟာနာကျင်ရတဲ့မှန်တော်လည်းပဲဘဝအတိတ်ကိုပြေဖို့အတွက်ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။လွတ်လပ်ခြင်းကိုဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ပြောင်းလဲခြင်းအတွက်ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ဒီနေ့ခေတ်မှာ အပြစ်နဲ့အပြစ်ရဲ့နောက်ဆက်တွဲအကျိုးရလဒ်တွေကိုရှော့တွက်ဖို့ မိမျိုးစုံတဲ့လူတွေကကြိုးစားလည်းရှိပါတယ်အပြစ်ကိုဘာမှမဟုတ်တဲ့အရာစိတ်ရဲ့ချွင်းချွတ်တဲ့ချက်တစ်ခုလောက်အဖြစ်နဲ့ပဲမှတ်ယူပြီးကမှ ဖြောက်ဖျက်ဖို့ကိုအားနဲ့ကိုပြီးဖြောက်ဖျက်ဖို့ကြိုးစားနေကြပါတယ်တကယ်တော့အပြစ်ဟာဖျားသခင်သားလင်ကုသပေးနိုင်ပါတယ်နောင်တတရားအားဖြင့်သာလင် ကုသခြင်းရရှိနိုင်ပါတယ်ဒီနေရာကိုခေါ်နေခြင်းပဲဖြစ်ပါတယ်ဓမ္မပညာရှင်တွေတောင်ဒီနေ့ခေတ်မှာ အဘဖြစ်ခြင်းဆက်ဂရမန်တို့နေရာမှာ spiritual counseling ဝိညာဉ်ရေးရာအကြံပေးနှိမ့်သိမ့်ခြင်းတွေ direction လမ်းညွှန်ခြင်းတွေနဲ့အစားထိုးဖို့ကြိုးစားလာနေကြတာကိုတွေ့ရပါတယ်ဆိုပြီးကမှပပဘင်နီဒစ်ကမကြာခဏသတိပေးခဲ့တာကိုတွေ့ရပါတယ်ဒါကြောင့်ဒီလိုမဖြစ်ရအောင်အပြစ်ကိုကျွလွန်ထားခဲ့တဲ့အပြစ်နဲ့အပြစ်ရဲ့နောက်ဆက်တွဲတွေရဲ့ကြီးလေတဲ့အခြေအနေတွေကိုပုံမူပြီးကမှနှက်နှက်ဆိုင်ဆိုင် သိမြင်နားလည်ပြီးကမှစိတ်မှန်တဲ့နောင်တဆွဲယူနိုင်ဖို့အတွက်သခင်စုထံမှချင်ကကြပါစို့သူ့ရဲ့ခြေစုကိုတောင်းခံခြင်းအဖြစ်စိတ်မှန်သောနောင်တဆွဲယူပြီးဘဝတည်ကို ရရှိပိုင်ဆိုင်ကြပါစို့